မွန်ပြင်းနေရေးမြို့နေထူရာသောခဏိတော်ရအကြောင်းချမ်းသာစေတဲ့အတွေ့အများစွာတွေကနတ်ပြည်ခရီးရဲ့အထာအစီများဆိုတာနတ်ပြည်မရောက်နိုင်တဲ့အတွေ့အမြင်က10မျိုးနတ်ပြည်ရဲ့အဖြစ်စီးကလည်း10မျိုးနတ်ပြည်မရောက်နိုင်တဲ့အထာစီးကလည်း10မျိုးလို့ဒါလည်းမှတ်ကြအောင် အဝဆိုတကုလန်လာဘုကနောကမန္တပัญจမအထာနောညာတိအဘာထောကန္ထောဣတိတိတေထတာတေတသတို့ဘာလို့နတ်ပြေမရောက်တာလဲသန္တာစိတ်တွေလည်းဖေးနေတယ်ဒါနပြုတယ်သီလပြုတယ်မေတ္တာဘာဝနာတွေဂုဏ်တော်တွေလည်းပွားနေတယ်ပရဟိတတွေလည်းလုပ်နေတယ်ဘာကြောင့် လူသသိန်းသေးလို့နတ်ပြေမရောက်တယ်လေဆိုတော့အထီအထာအစည်းတွေကြောင့်ချမ်းသာစိတ်သာပေးလိုက်ပါစိတ်ချမ်းသာမယ်နော်စိတ်တော့ချမ်းသာပေးလို့စိတ်ချမ်းသာမှုရနေပြီမဲ့တို့နတ်ပြေမရောက်တာဆိုတာအထာအစည်းတွေရှိနေမယ်နံပါတ်၁ကတော့ဘာလဲဆိုတော့အိမ်ဇွဲရာဇွဲတွေကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့ရာ ခုရဲ့ဒီအယိတ်အဝါသတွေဆွဲနေလဲနတ်ပြည်မရောက်နိုင်ဘူးနောက်တော့သားဆွဲသမီးဆွဲပေါ့လင်မယားသားသမီးတွေကိုဆွဲတဲ့သူဟာလဲဘလောက်ပဲကုသိုလ်လုပ်လို့နတ်ပြည်မရောက်ဘူးတဲ့နံပါတ်3ကတော့စည်းစိမ်ဥစ္စာတွေဆွဲတာရွှေငွေဥစ္စာ၆တန်ပါရမီတွေကိုဆွဲတာလဲနတ်ပြည်မရောက်နောက်တစ်ခုကအဖွဲအစည်းပေါ့ကိုယ့်ရဲ့အဖွဲအစည်း ကိုယ့်ရဲ့ဒီအပေါင်းအသင်းအဖွဲ့အစည်းတွေကိုဆွဲနေရင်လေရောက်နိုင်ဘူးနောက်တစ်ခုကကိုချထားတဲ့စီမံကိန်းတွေဘာလုပ်မယ်ဘာလုပ်မယ်ဘာလုပ်မယ်ဟိုစီမံကိန်းတွေ ပေါ်မှာဆွဲနေရင်လေဒီဘယ်လိုမှမရောက်နိုင်ဘူးနောက်တစ်ခုကလူခရီးစဉ်တွေတော်ရမယ်ခရီးစဉ်တွေမှာစိတ်ညှိကန့်နေတယ်ဆိုရင်လေ ဒီနတ်ခရီးကိုမရောက်ဘူးပေါ့နောက်တစ်ခုကဆွေမျိုး အပေါင်းဖော်တွေကိုယ့်ရဲ့သွေးစင်းတွေကိုယ့်ရဲ့ဆွေမျိုးတွေအဲ့ဒီဟာတွေနဲ့ညှိပြီးတော့နေရင်လည်းနတ်ပြည်မရောက်နိုင်ဘူးနောက်တစ်ခုကလူယောဂပေါ့စိတ်ယောဂလို့လည်းပြောလို့ရတယ်ဒီလူပြည်မှာဖြစ်နေတဲ့ဒီယောဂတွေပေါ်မှာ ဟိုမဖြတ်နိုင်ဘူးဆိုရင်လေနတ်ပြေမရောက်နိုင်ဘူးတဲ့နောက်တစ်ခုကလုအတ္တပညာကိုယ့်ရဲ့ပညာတတိပညာမနေတာဆိုတဲ့အတိုင်းပဲဟိုပညာမှာတတ်ထားတယ်ဆိုတော့ဟိုလူကိုသင်ပေးခြင်းဟိုလူကိုပို့ချခြင်း ਨੇ အဲ့ဒီပညာတွေစာပေတွေအဲ့ဒီပုံမှာဆွဲနေလဲနတ်ပြေမရောက်နိုင်ဘူးတဲ့နောက်ဆုံးကတော့ဘာလဲဆိုတော့ယာဓုအာနာ ဟိုရထားတဲ့အာနာရထားတဲ့အာယာဓုတွေရထားတဲ့ကိုယ့်ရဲ့နေရထိုင်ကုန်တွေကိုဆွဲလန်းတက်မဲ့ညှိထွေနေရင်တော့ဘယ်လိုလုံနှက်ပြေရောက်မှာတော့ဒါဆိုရင်ချမ်းသာစိတ်ပေးလို့စိတ်ချမ်းသာမှုရတဲ့ဆိုအောင်စိတ်ချမ်းသာမှုကနှက်ပြေကိုဖန်ဆင်းပေးတဲ့ထားအောင်ဒီအတားစီးတွေကြောင့်နိုင်စွဲရစွဲ ာရမယဆွဲဥစ္စာဖြစ်စည်းဆွဲအဖွဲအစည်းအပေါင်းဖော်ဆွဲစီမံကိန်းလုပ်ငန်းဆွဲလူခရီးစဉ်ဆွေမျိုးပေါင်းဖော်လူစိတ်ယောဂလူအတက်ပညာယာဓုအာနာဒီစေချက်ကနတ်ပြည်ရဲ့အတားစီလို့သိပြီးတော့ဒီစေချက်ကိုလုံးဝပဲပြီးတော့စိတ်ချမ်းသာစိတ်သာပေးလိုက်ပါ စိတ်ချမ်းသာမယ်နော်စိတ်ချမ်းသာတွေဖန်ဆင်းနေနတ်ပြည်သူကတိပေါ့အဲ့ဒီနတ်ပြည်ချမ်းသာတွေအခုပဲဆန်သာတော့အဲ့ဒီအတားစီတွေဖြတ်ပြီးတော့နတ်ချမ်းသာကိုအခုပဲဆန်သာလိုက်တော့အလုံးနတ်ပြည်နတ်ချမ်းသာကိုဆန်သာနိုင်ကြပါစေ